မင်္ဂလာပါ new castle နဲ့ပွဲအပြီးမှာ highlight လုပ်ရမယ့်အကြောင်းအရာတွေလည်းထပ်ပြီးပေါ်လာတယ်လို့ highlight လုပ်ရမယ့် player တွေလည်းပေါ်လာတယ်အဲ့ဒီထဲကနှစ်ယောက်ကတော့ yaku kiwi yo နဲ့ declan rice ပဲ yaku kiwi yo နဲ့ပတ်သက်လို့ကတော့ဒီ player ကိုကျွန်တော်တို့တွေကမယုံကြည်တဲ့စိတ်နဲ့စပြီးကြီးခဲ့ပေမဲ့အခုချိန်မှာတော့ သူကိုဆက်ပြီး keep ထားမှရတော့မယ်သူကိုလက်လွတ်လို့မဖြစ်ဘူးဆိုတဲ့အမြင်တွေစပြီးတော့ရှိလာပြီးရှိလာတော့မှခိုင်ခိုင်မာမာကိုရှိလာတာပါဒီတော့ kiwi ရောနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့အမြင်တွေအကြောင်းကိုဆွေးနွေးစရာရှိတယ်နောက်တစ်ချက်ကတော့ declan rice ပဲအနိုင်ကိုသွင်းပေးသွားတယ်ခြေစွမ်းလည်းပြသွားတယ်အခုနောက်ပိုင်းဇက်တိုက်ဆိုသလို Declan Rice ကဒီပွဲမှာမဟုတ်ဘူးပေါ့လေပွဲတိုင်းပွဲတိုင်းမှာဥဆောင်မှုအရေးချင်းတွေကောဘာရီယောသူနဲ့ပတ်သက်ရင်ကောင်းတာတွေပဲတောက်လျှောက်ကျွန်တော်တို့ကြုံနေရတယ်သို့တော့စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေပြီဆိုတာကိုမြင်ရတယ် ိုးသွင်းပြီးအောင်ပွဲခံတာမှာတောင်မှအရန်ကြီး fresh ဖြစ်မနေဘူးလို့ကျွန်တော်ခံစားရတယ်ကျွန်တော်လိုပဲမြင်တဲ့လူတွေကျွန်တော်လိုပဲခံစားရတဲ့လူတွေလည်းရှိပါလိမ့်မယ်အဲ့ဒီနှစ်ချက်စလုံးကို highlight လုပ်ပြီးပြောချင်တယ်ဒါအပြင်ဒီလိုဖြစ်လာစေခဲ့တဲ့အကြောင်းရင်းများစွာတဲ့ကမှတစ်ချက်ကတော့အခုနောက်ပိုင်းဗီဒီယိုတွေမှာကျွန်တော်ဇက်တိုက်ပြောနေတဲ့ squad rotation ဆိုတဲ့အချက်ပါပဲ။ဒါကြောင့်မို့လို့အခုဗီဒီယိုမှာ squad rotation နဲ့ player နှစ်ယောက်အကြောင်းကိုချိန်ဆက်ပြီးပြောပြချင်ပါတယ်။တခုစီတီးတန့်ပြောရင်လည်းရပါမယ်။ဗီဒီယိုလည်းမဖောင်းပွား။အော်တပုတ်သေးပဲပေါင်းပြီးလုပ်လိုက်ပါရစေ။ တော်တို့ယာကုကီဝီရောနဲ့ပတ်သက်ပြီးစလိုက်ကြရအောင်ကီဝီရောလို့ပြောလိုက်ရင်ကျွန်တော်တို့စိတ်ထဲမှာဘာရှိတယ်လဲပလေယာကမစိုးဘူးကောင်းတယ်ဆက်ဆက်ရောက်ချင်းတုန်းကလည်းနေရာစုံကစားနိုင်တယ်ကွင်းလင်းနဲ့ချိတ်ဆက်ပြီးဆော့တာလေးတွေကောင်းတယ်ဒါပေမဲ့မယုံကြည်ရဘူးအမားလေးတွေရှိတယ်ရောင်းနေပေါ့ဗျာကျွန်တော်တို့ရဲ့အဓိကအတွဲဖြစ်တဲ့ဆာလီဘာနဲ့ဂါဘရီယယ်မဂါဟေးစ်အတွဲကိုနောက်ကနေဘက်ကပ်ဖြစ်ဖို့အတွက်မလုံလောက်ဘူးဒါကြောင့်မလို့အပြောင်းရွှေ့ရာသီတိုင်းမှာ ဟိုအီတလီကလပ်ကစိတ်ဝင်စားတယ်ဒီအီတလီကလပ်ကစိတ်ဝင်စားတယ်အဲ့လိုမျိုးတွေကျွန်တော်တွေ့ရတယ်သူ့ကိုစိတ်ဝင်စားတဲ့ကလပ်တွေကငွေရေးချေးရေးသုံးဆွဲမှုမှာအကန့်အသတ်ရှိကြတဲ့အတွက်ကြောင့်ခီဝီယောကအသင်းမှာပဲဆက်ပြီးတော့ရှိနေခဲ့တယ်ဒါပေမဲ့အပြောင်းရွှေ့ရာသီရောက်တိုင်းမှာသူ့ကိုရောင်းချမဲ့စီးရင်ထဲမှာပဲအများအပြားထည့်ထားခဲ့ကြတယ်ကျွန်တော်တို့ပရိသတ်တွေရဲ့ financial calculation လုပ်လို့ရှိရင်လဲ kiwiosia နဲ့15တန်းရမယ် kiwiosia နဲ့18တန်းရမယ်အဲ့ဒီလိုမျိုးပြောကြဆိုကြတာလေးရှိတယ်ဒါပေမဲ့အဲ့ဒီအမြင်တွေအကုန်လုံးကအခုပြောင်းသွားပြီသူ့ကိုဆက်ထားခြင်းညပြီ ဒီအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ Michael Hayes ရဲ့ဒဏ်ရာရရှိမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြန်ပြီးပြောရပါမယ်။ Real Madrid နဲ့ကျွန်တော်တို့အတင်တွေ့မယ်ဆိုတဲ့အချိန်မှာနိုင်မယ်ဆိုတဲ့ကိစ္စကဒုတိယပိုင်းပဲဗျာ။အသင်းအနေနဲ့ကောင်းကောင်းမွန်မွန်ရှင်းပြန်ကစားမယ်၊သူတင်ကိုတင်ကစားမယ်၊ဒါကနံပါတ်1 player တွေရဲ့ vanity view ကွင်းကိုသွားပြီးရင်ဆိုင်ရဖို့အတွက်စိတ်လိုရှားကြတဲ့အကြောင်းတွေကိုတော့မှကျွန်တော်တို့တွေတည်တည်ချာချာပြောကြရေးကြလုပ်ကြသေးတယ်။အဲ့ဒီအချိန်မှာ Michael Hayes ကကောက်နာသွားတယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေအကုန်လုံးစိတ်တော်ပူသွားကြတယ်။ ကီဝီရောနဲ့ဆိုရင်တော့သွားပြီဆိုတော့အပြောတွေကတောက်လျှောက်တောက်လျှောက်ဖြစ်လာခဲ့တယ်။တကယ်တမ်းကစားတဲ့ခါမှာတော့ကီဝီရောသည်နှစ်ပွဲစလုံးအမာရင်းမရှိကစားခဲ့ပြီးတော့ကွင်းထဲရောက်လို့ရှိရင်အမ်ဘာပေရိုဒရီဂိုဘယ်လင်ဂန်ဒီလူတွေနဲ့ကီဝီရောနဲ့ကတော့သွားပြီဘလောက်တောင်မှရောင်းမလဲမသိဘူးစသဖြင့်ကျွန်တော်တို့ရဲ့ကနဦးအတွေ့ကအဲ့ဒီအတိုင်းပါပဲ။ဒါပေမဲ့နှစ်ကြော်စလုံးကစားပြီးတဲ့အချိန်မှာတော့အဲ့ဒီအမြင်တွေအကုန်လုံးကလုံးဝပြောင်းလဲသွားတယ်။အဲ့ဒီပွဲစဉ်အပြီးဆက်ကစားတဲ့ ရီးမီးယားလိပွဲစဉ်တွေမှာရော PSG နဲ့ပွဲမှာရော Kiwi ရောဒီလက်ညှိုးထိုးရမယ့်လူတယောက်လုံးဝမဖြစ်ခဲ့ဘူးအကုန်လုံးကောင်းမွန်ခဲ့တယ်မနီယာညာကနျူကာဆန်နဲ့ပွဲမှာဆလို့ရှိရင်လဲဆာလီဘာနဲ့တွဲပြီးတော့ပဲဖြစ်ဖြစ် Color Fury နဲ့တွဲပြီးတော့ပဲဖြစ်ဖြစ်သူအကောင်းဆုံးလုပ်ပြသွားနိုင်တယ်ဒီညမှာမေးစရာရှိလာပြီဒီပလေးယာကိုအရန်ကုန်မှာပဲထားဖို့ပွဲကစားချိန်မပေးဖို့ဆုံးဖြတ်ခဲ့ကြတာကနီးပြအဖွဲပဲဖြစ်တယ် တချိန်တည်းမှာလည်း D player မှာအခုလို performance တွေရှိနေတယ်ဆိုတာကိုလည်းနေ့စဉ်နဲ့အမျှထိတွေ့နေရတာကလည်းနီးပြအဖွဲပဲဖြစ်တယ်ကျွန်တော်တို့ကနည်းနည်းပဲကြည့်ရတာဘာကြောင့်ဒီလိုကစားသမားကို game time မပေးခဲ့ရတယ်လဲဘာကြောင့် squad rotation လုပ်ပြီးတော့ Saliba, Magath Hayes အဲ့လိုလူတွေကိုအနာမပေးခဲ့ရတယ်လဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်အကယ်၍သာ Magath Hayes မနာခဲ့ရင် Kiwi Yo ရဲ့ခြေစွမ်းကိုလည်းကျွန်တော်တို့အခုလောက်ထိကွန်ဆုံးမလုပ်ခဲ့ရဘူးဆိုလို့ရှိရင်သူဒီထိုက်တင်တယောက်ပတ်တဲ့ပြောင်းရွှေ့ကြီးတရက်နဲ့အတူတူ အခြားသောအသင်းတသင်းမှာတွားရောက်ခြေစွမ်းပြနေတာကိုကျွန်တော်တို့တွေကအောက်သက်သက်နဲ့ကြည့်ရမှာဖြစ်ပါတယ်။အကယ်၍ squad rotation လေးသာရှိခဲ့မယ်ဆိုလို့ရှိရင် Kiwi ရောရဲ့ performance နဲ့ကျွန်တော်တို့ပရိသတ်တွေနဲ့ကအရန်ကြီးကွာဝေးနေစရာမလိုဘူးဗျာ။အခုတော့ရှေ့ရတယောက်ဒဏ်ရာရမှာပဲဝင်ကစားရတယ်ဆိုတဲ့အဖြစ်ကိုဖြစ်တဲ့ KW ရဲ့ performance ကိုကျွန်တော်တို့တွေကနောက်ကြပြီးမှသိခဲ့ရတယ်။ဒါ့အပြင် Macahis နာဝါတော့ကလည်းငါတို့မှဘာမှမရှိတော့ဘူးဆိုတော့မလိုလားအပ်တဲ့စိတ်ပူပန်မှုကြီးကိုကျွန်တော်တို့ရရှိခဲ့ကြရတယ်။ဒါတွေအကုန်လုံးဒီ squad rotation ကောင်းကောင်းမလုပ်ခဲ့မှုကြောင့်ကစားသမားတယောက်ရဲ့ performance ကိုမမြင်ရခြင်းနဲ့ပတ်သက်ပြီးဖြစ်လာတဲ့အရာတွေပဲဆက်ပြီးပြောမယ်ဆိုလို့ရှိရင် kiwi ရောလိုမျိုးတကယ်ကစားခြင်းကောင်းပြီးတော့ကျွန်တော်တို့မသိသေးတဲ့ player တွေဘယ်လောက်တောင်ရှိနေမလဲဆိုတာကိုလည်းဆက်ဆက်ပြီးစဉ်းစားဖို့လိုပါတယ်ဒါကတော့ kiwi ရောနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေအမြင်ပြောင်းသွားတဲ့တစ်ချက်ရဲ့ Adidas ရဲ့ squad rotation ရဲ့ကိုပူတွဲပြီးတော့ပြောပြခဲ့တာပါအခု Declan Rice ကိုဆက်ပြီးကြွားကြရအောင် price နဲ့ပတ်သက်ပြီးအခုဒီလောမှာကျွန်တော်တို့ Arsenal ကြီးအဝန်မှာတရင်အကောင့်တွေပဲဦးဆောင်နိုင်စွမ်းနဲ့ပဲဖြစ်ဖြစ် performance နဲ့ပဲဖြစ်ဖြစ်ကိုသွင်းယူနိုင်မှုအစွမ်းနဲ့ပဲဖြစ်ဖြစ်အရန်ကောင်းတယ်အခုလိုမျိုး area အပြင်ဘက်ကနေဒုံးနဲ့တိုင်းနဲ့ကန့်သွင်းနေဆိုတာကကျွန်တော်တို့ Arsenal ပြည်သက်တွေအတွက်လက်ဆောင်ရလိုက်တယ်လို့ပါပဲကျွန်တော်တို့မြင်နေကြ goal တွေက passing တွေပေးမယ် area တွေကိုမရရအောင်ထည့်မယ်တက်ပင်လေးတွေနဲ့သွင်းမယ် ခေါင်းတိုက်ပြီးသွင်းမယ်ဒါတွေပဲအဲ့လိုဖြစ်ဖို့ပဲကြိုးစားနေတာသို့တော့ Declan Rice ကရိုးရိုးရှင်းရှင်းလေးနဲ့ကိုသွင်းပေးခဲ့တယ်ဒါကိုကြည့်ပြီးတော့ကျွန်တော်တို့တွေကဝမ်းသာရတယ်တစ်ချိန်တည်းမှာလည်းအောင်ပွဲခန္ဓာကအစအလန်းစားဆုံးအနေအထားမှာရှိမနေတော့တဲ့ကိုယ့်ရဲ့ player ကိုလည်းစိတ်ဆင်းရဲစွာမြင်ရပါတယ်တလောတုံးကလည်း Champions League တွေကစားပြီးတဲ့အချိန်မှာသူ့အနေနဲ့အကောင်းဆုံးအနေထားမှာရှိမနေလို့ fresh အဖြစ်ဆုံးအနေထားမှာရှိမနေတဲ့အတွက်ကြောင့်အနားယူရတယ်ဆိုပြီးတော့ကျွန်တော်တို့တွေဖတ်ခဲ့ရပါသေးတယ် ဒါကလည်း squat rotation နဲ့ဓာတ်ရိုက်ကိုပတ်သက်နေတာပါ။ Premier League ပြိုင်ပွဲတွေက intensity အရင်မြင့်ပါတယ်။10မိနစ်ပဲရရ9မိနစ်ပဲရရနားရတဲ့လူအတွက်လည်း solid ဖြစ်တယ်လို့မျိုးဝင်ကစားရတဲ့လူအတွက်လည်းတော်တော်လေးတန်ဖိုးရှိပါတယ်။ squat rotation သာလုပ်ခဲ့မယ်ဆိုလို့ရှိရင် rise ဒီနားသိတဲ့အချိန်မှာနားရပြီးတော့ကစားသိတဲ့အချိန်မှာကစားသူ့ရဲ့ပို့ပြီးတော့တံမာတဲ့ပို့ပြီးတော့ strong ဖြစ်တဲ့အနေထားကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးပြီးခဲ့ပြီ။ရှေ့ဆက်ရမယ့်အနေထားပဲကျန်တော့တယ်။ rise ကိုတော့ကျေစုတင်တယ်။သို့တော့ ပွဲတိုင်းလိုလိုသူကြီးပဲဥဆောင်ကစားခဲ့ရတဲ့အပေါ်မှာလည်းအားနာမိတယ်။ Rice ရဲ့နေရာမှာဝင်ကစားကြရာ player များပါတယ်။ဇင်ကြီးကိုထည့်ကန်လဲရတယ်။နောက်တန်းကစားသမားတယောက်ကို alternative လုပ်လဲရတယ်။ Ethan Wanderio ထည့်ကစားလဲရတယ်။ Joey ကိုထည့်ကန်လဲရတယ်။အဓိကကဗျာ Rice ကိုအနာပေးဖို့ပဲ။ကြံတဲ့လူကိုဂိမ်းထိုင်ပေးဖို့ပဲ။ ကိုအသင်းကလည်းရလက်လက်ကောင်းနေတယ်ပွဲပြီးပိုလည်း9မိနစ်10မိနစ်ပဲကြံတော့တယ်ဆိုတော့အခြေအနေမျိုးမှာတော့ကစားသမားတယောက်ကိုအပြောင်းလဲလုပ်လိုက်လို့ဘာမှကြီးကြီးမားမားထိခိုက်သွားစရာမရှိဘူးလို့ပဲကျွန်တော်လူဘိန်းတွေးအရာတွေးပါတယ်ဆိုတော့အခုကျွန်တော်ပြောခဲ့တဲ့ကစားသမား2ယောက်စလုံးနဲ့ပတ်သက်ပြီးတော့ conclusion လုပ်လိုက်လို့ရှိရင် all we need is squad rotation ပဲအရန်ကုန်က player တယောက်ရဲ့ performance ကိုသိရဖို့အတွက်လည်း squad ကို rotate လုပ်ဖို့လိုတယ် key player တယောက်ကိုအနားပေးဖို့အတွက်လည်း squad ကို rotate လုပ်ဖို့လိုတယ် ဒါသည်ကစားသမားအကုန်လုံးကို encourage လုပ်တာဖြစ်သလိုမျိုးကိုအသင်းရဲ့ overall performance ကိုလည်းအမြဲတမ်းရှက်ဖြစ်နေအောင်လုပ်ချင်းဖြစ်ပါတယ်ဒီအပိုင်းမှာ arteta ကိုဝေဖန်ရတာတွေများနေပါပြီဒါကလည်းသူကိုယ်တိုင်တိဆောက်ထားတဲ့အသင်းကိုသူ့လက်ထဲမှာပဲအောင်မြင်မှုအသီးအပွင့်ရရှိစေခြင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ပြောနေရတာဖြစ်တယ်တစ်ချိန်တည်းမှာလည်းအစအဆုံးကိုတာဝန်ယူရတဲ့လူတွေမှာတွေ့ရလေတွေ့ရထားရှိတဲ့ ego ငါလုံးရင်ရတယ် ငါကဒါတွေတိဆောက်ထားခဲ့တာဆိုတော့စိတ်ခံစားချက်တွေကိုအာဒီတာစီမှာနည်းနည်းလေးမြင်လာရတယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကတော့အထင်ပြတဲ့အတွက်ကြောင့်မှားကောင်းမှားမယ်။သူ့ရဲ့စကားကိုကျွန်တော်တို့အတိပ္ပယ်ကောက်ယူတာလွဲတာလည်းဖြစ်ကောင်းဖြစ်မယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်နောက်ဆုံးအာဆနယ်အသင်းကိုပဲသွားပြီး impact ဖြစ်မှာဖြစ်တဲ့အာဆနယ်အသင်းရဲ့ရောက်ရှိနေတဲ့အချိန်တွေတန့်သွားမယ်ကိစ္စ အောင်မြင်မှုတွေနဲ့လက်တကမ်းပဲလိုတဲ့အနေအထားမျိုးမှာဘာမဟုတ်တဲ့ကိစ္စတွေနဲ့နောက်ပြန်ဆုတ်သွားမယ့်ကိစ္စကိုအာဆင်နယ်အသင်းကတာဝန်ရှိသူတွေလည်းကြုံကျင်မှာမဟုတ်သလိုကျွန်တော်တို့ပရိသတ်တွေလည်းမကြုံကျင်ဘူးကျွန်တော်တို့တွေ invest လုပ်ထားရတယ်ဆိုတာကပပလေးပါကျွန်တော်တို့ရေပြည်သက်အချင်းချင်း conflict ဖြစ်တဲ့ဆိုတာလည်းဒါကကြော်ဖြတ်လို့ရတဲ့ကိစ္စမျိုးပဲ။သို့တော်တကယ် invest လုပ်ထားတဲ့လူတွေအနေနဲ့ဒီလိုမျိုးအချိန်ကောင်းနေပြီးတော့မှ back ပြန်ဆုတ်သွားတယ်ဆိုတာကတော့သူတို့လည်းဖြစ်ချင်မဲ့ကိစ္စမဟုတ်ဘူး။အဲ့ဒီလိုအရာမျိုးကိုတားဆီးနေတာကလည်းတိတ်ကြီးကြီးမားမားကိစ္စတွေမဟုတ်ဘဲနဲ့ small things တွေများများလာတာကသာ လလောဆယ်ကောက်ချက်ချလို့ရတာပေါ့လေအဲ့လိုမျိုးအသေးအသေးလေးတွေများလာတာကကဒီလိုမျိုးအခြေအနေကိုဥတည်နေတာဖြစ်တဲ့အတွက်ကြောင့်ပြည်သက်တယောက်အနေနဲ့စိတ်ပူတယ်ဒီလိုမျိုး fan အချင်းချင်း discussion လေးတွေကိုလုပ်ဖြစ်တယ်ဒီသဘောပါပဲဆိုတော့ဒီဗီဒီယိုရဲ့အဓိကအချက်ကတော့၃ချက်ပါပဲ Kiwi ရောဒီရောင်းမဲ့ player မဟုတ်တော့ဘူးကျွန်တော်တို့မှာ first line up ခြေစွမ်းတဲ့ player တယောက်ကိုရရှိထားတယ်ဒါကိုဆက်ပြီးထိန်းသိမ်းရမယ်တချို့ကတော့ဟာသူ့ကိုရလာပြီး ငါတို့ဈေးကြီးတဲ့ player တယောက်ကိုရောင်းလိုက်ရင်ဘလို့ဖြစ်မယ်ပဲဝါဖြစ်မယ်အဲ့ဒါလည်းကျွန်တော်သဘောတူတဲ့ concept မဟုတ်ပါဘူးအတင်းဒီပုံမတောင့်တင်းလာဖို့အတွက်ကစားသမားအကောင့်တွေအများကြီးလိုပါတယ်ဆိုတော့ဗျာ kiwi ရောက်ကိုကျွန်တော်တို့ထပ်ရလာတယ်ဒီ player ကိုထိန်းသိမ်းရမယ်နောက်တစ်ချက်ကတော့အဓိကကစားသမား Declan Rice ပင်ပန်းနေတယ်သူ့ကိုစိတ်ရောကိုယ်ပါမြန်မြန်လေးနားစေခြင်းနဲ့အဲ့ဒါကြောင့်မို့လို့ယာစီလည်းမြန်မြန်ကုန်စေခြင်းပါပြီနောက်ဆုံးပွဲစိတ်နဲ့ပွဲမှာသူ့ကိုထက်မကန်လို့ရှိရင်လည်း is fine ကျွန်တော်တို့လက်ခုပ်တီးပေးမှာပါပိုတော့ပြောအောင်မယ်နောက်ဆုံးတစ်ခုကတော့ မီကယ်အာတီတာအနေနဲ့ squad rotation ကိုတည်တည်ချာချာလေးလုပ်စေချင်ပါတယ်။ကစားသမားအသစ်တွေလိုအပ်တယ်ဆိုတာကလည်းကြီးမားတဲ့ big issue ဖြစ်ပေမဲ့လက်ရှိကစားသမားတွေကိုလည်းပို့ပြီးတော့ fresh ဖြစ်တဲ့ပုံစံမျိုးနဲ့ကစားနိုင်ဖို့အတွက်အလဲအပြောင်းလေးလုပ်ပေးဖို့အရန်အရေးကြီးလိုအပ်ပါတယ်။ဒီအကြောင်းကိုကျွန်တော်ဒီရက်ပိုင်းပြောတာဘယ်နှချိန်လဲတော့မသိတော့ဘူးသို့တော့အရန်အရေးကြီးတဲ့ကိစ္စလို့ယူဆတဲ့အတွက်ကြောင့်တခြားပရိသတ်တွေကိုလည်းတွေးမိစေချင်တဲ့အတွက်ကြောင့် sharing လုပ်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ